ရန်ကုန်မြက်စပစ်လာတဲ့မြို့ပြထိုးစစ်များအကြောင်းဒီနေ့ပြောပြမယ်။နေပြည်တော်မှာပန်းနုသွေးနေတဲ့မင်းအောင်လိုင်ကို3 base ကပြောချင်တာလည်းပါတယ်။ဒီဒီနေ့ဒီနေ့မှာကြောင်ကြီးကထိုးစစ်မနေ့ကရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ကစကန်ကုန်းတပြိုင်နဲ့လက်တပြက်ထိုးစစ်ဖြူစေယဝတီက လက်တပြက်ထိုးစစ်ဒီကနေ့ဒီသတင်းတွေရှိနေပါတယ်26ရက်6လ2025မှာတော့လူမြတ်ကျော်ကခင်ဗျားတို့စီမင်္ဂလာသတင်းကောင်းတွေတိတ်လာခဲ့ပါစီနေပြည်တော်မှာခန်းစစ်ပြင်နေရပြီနေပြည်တော်မှာပန်းမှုသွင်းနေတဲ့မင်းအောင်လိုက်ထံရောက်အောင်ပို့ပေးလိုက်ပါဒီဗီဒီယိုကြည့်နေတဲ့ဆရာဖားတွေသတင်းပေးတွေဘောမတွေရောက်အောင်ပြောလိုက်ပါကိုကိုဝီလာမကြည့်နေလူမြတ်ကျော်ကတဲ့နေပဲပြောတတ်တယ် ဲ့တော့ဒီနေ့မှာဆိုရင်နေပြီးတော့ peace program မှာမေအွန်လိုင်းဘန်းသူသွေးနေပါလေဘယ်လိုလဲစီအစိုးရဆိုပြီးသူတို့ကိုဝိုင်းပြီးတိုက်ခတ်ကြတယ်လေသူတို့မှာရှိတဲ့အားနည်းနဲ့တုတ်ပြန်တိုက်ခတ်နေကြပါလေဟုတ်ပါတယ်စီအစိုးရစစ်အာဏာရှင်စစ်ဝါဒစစ်ဘျူရိုကရေစီရန်ရာဒါရီအားလုံးကို မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုတရက်လုံးတကူချင်းထပ်ချုပ်ပြောမယ်ကချင်ကရားကရင်ချင်းမွန်မြန်မာရခိုင်ရှမ်းတိုင်းသားရှစ်မျိုးလုံးကဖက်စစ်တရဲ့အကြမ်းဖက်မှုကိုတပြိုင်နက်ဝိုင်းဝန်းချိန်မုံနေကြတယ်ဆိုတဲ့အကြောင်းတရားဝင်ကြင်ရပါတယ်ဆိုတော့ဟာဘာလို့တိုက်တာလဲရှုံးပါ မယိုင်လို့ဂရိမတီလို့ဒါကမင်းတို့အချက်လက်နဲ့ပြောဆိုရင်တော့ဗီဒီယိုဓာတ်ပုံတွေများသွားမယ်ဥပဒေအကြောင်းအရပြောကြရမယ်ဆိုရင်တော့ပန်းနုသွေးမင်းအောင်လိုင်းကြီးနောက်ချင်းဘွယ်ကြီးပုံအခြေခံဥပဒေဆိုတဲ့ဥပဒေကိုမင်းတို့ဆွဲတဲ့မင်းတို့စစ်တပ်ဆွဲတဲ့ဥပဒေကိုမင်းတို့မလိုက်နာဘဲနဲ့အာဏာသိမ်းတယ်လူလူကရွေးကောက်တင်မြောက်ထားတဲ့အစိုးရကိုဖမ်းဆီးတယ်နော် တသက်ပတ်လုံးမှာဖက်စစ်တပ်ဟာဖွဲ့စည်းပုံအခြေခံဥပဒေ၃ခုလုံးကိုဖျက်ခဲ့ပြီး အလံ၃ခုလုံးကိုဖျက်ခါတိုင်းပြည်ရဲ့တင်ရဇာတစီးပွားရေးများအားလုံးကိုဂုတ်သွေးဆုပ်အမျက်ထုတ်နေတယ်။အိန္ဒိယတရုတ်နိုင်ငံအိန္ဒိယနိုင်ငံများနဲ့ပူးပေါင်းကာစစ်တပ်မျိုးဆက်တစ်ခုလုံးစိတ်ကူးရင်လို့မရတော့အောင်ချမ်းသာကြွယ်ဝနေပြီးပြည်သူလူထုကတော့ဖို့ကြောပြာစုခယုဆန်ကျွတ်အခြေအနေမျိုးကိုရောက်နေလို့ မင်းတို့ဖတ်စစ်တဲ့မျိုးဆက်အကုန်လုံးကိုငါတို့ဒတိုင်းပြည်လုံးရဲ့ပြည်သူလူထုတရက်လုံးအပါဝင်ကချင်ကရကရင်ချင်းမွန်ညမာရခိုင်ရှမ်းဆိုတဲ့ငါတို့တိုင်းသားအကုန်လုံးကချိန်မုံနေတာဖြစ်ပါတယ်ရှင်းပါတယ်နော်အဲ့တော့အခုလက်ရှိချိန်မုံရင်းချိန်မုံရင်းနေနေပြည်တော်ကိုခန့်စစ်ပြင်နေကြရတယ် ကရုတ်ချင်းတူရင်နက်နက်တူးလို့ပြောဆိုတဲ့အပြင်မနေ့တည်းကမှစစ်တပ်ထဲမှာထွက်လာတဲ့အတန်ကဘာလဲဆိုတော့ရန်ကုန်မန္တလေးလမ်းဟောင်းလိုနေရာမျိုးကိုစစ်ကောင်စီဂိတ်စကန်နဲ့တပ်စကန်ကိုဘူးကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခြင်းဟာနောက်ထပ်အခု90ဖြစ်မလာနိုင်ဘူးလို့ခင်ဗျားတို့ထင်လားလို့ငိုတံပါနဲ့ပြောနေတဲ့အထံကြီးငါတို့ကြားပါတယ် ဖြစ်နိုင်လားမဖြစ်နိုင်လားတော့မသိဘူးအခုဆိုရင်နေပြီးတော့ဘေးနားပတ်ပတ်လည်မှာတော်လိုက်တက်တယ်ပကောယိုးမတကြောလုံးကနေပြီးရန်ကုန်တိဆင်းလာမယ်တော်လိုက်တက်တယ်စစ်ကြောင်းကြီးကေမီနဲ့တပြီလေလုံးကကေနလီပူပေါင်းတက်တွေနဲ့ PDF တက်တော်ကြီးဟာနေစမြင့်ကိုအပီးတက်ပြီးရင်ဘကောကစစ်ဘဟုချက် အဲ့တော့ဒီကနေ့စစ်တောင်းမြစ်ဝမ်းစစ်စင်ဒီနေ့စစ်တောင်းမြစ်ဝမ်းစစ်စင်ကြီးဟာဖက်စစ်တပ်ကိုထပ်ပြီးအရှိုက်ထိစီတဲ့လက်ရပြဖုန်းစစ်တခုဖြစ်ပါတယ်မနေ့ကတော့ရန်ကုန်မန္တလေးလမ်းဟောင်းကစကန်း900ကိုတပြိုင်နဲ့လက်ရပြတိုက်ခိုက်လိုက်တဲ့ထိုးစစ်ကြောင့်နေပြည်တော်မှာမြက်ကလူးစံပြဖြစ်ပြီးပန်းလူသွေးနေရတဲ့မင်းအောင်လှိုင်ဖက်စစ်တပ်ဟာဒီကနေ့ ဒီကနေ့တိုက်ခိုက်လိုက်တဲ့လက်ရက်ထိုးစစ်စတောင်းမြေဝါစစ်စင်ကြီးဟာပင်ကြားခင်းရပြီမဗရာမြေလူတို့အယူမီဝိုင်းဖြစ်ရပါလိမ့်မယ်အမတ်တွေစစ်တွေသားကွဲ JOC ကိုကဲမှုနေပြည်သူ့ကော်မတီတက်မတော် PDF ကရင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNL လို့ပူးပေါင်းပြီးတော့စတောင်းမြေဝမ်းစစ်စင်ကြီးကိုစတင်လိုက်ပါ ဲ့တော့ဒီပွဲမှာလက်ရမြဝင်ရောက်တိုက်ခိုက်မှုတွေအများအများလောက်ခဲ့ပြီးဘယ်နေရာတွေဘလို့တွေတော့ပြောမပြတော့နော်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်ကွေးမှာခုနှစ်ကောင်အပါဝင်အထီးကအမြောက်အများနဲ့ခွေပြီးဝယ်ပြီးကစင်ကလျားဖျူဖျဲကြီးတယ်ဆိုတာမင်းတို့တပ်ဖွဲ့ဝင်နေမင်းတို့ကသိနေတယ် ငါတို့ကပြောရင်မင်းတို့ကပြည်ပြေးမီဒီယာတွေကမဟုတ်ကြရဟုတ်ကြရတွေပြောနေတယ်လို့ထင်ပါစို့လို့မယုံဘူးဆိုရင်ဖုန်းလေးဆက်ပြီးတစ်ချက်လှမ်းမေးကြည့်လိုက်ပါ22កောက်အရှင်၃ပန်းမိတာတယ်နောက်ပြန်ကြိုးတုတ်ပြီးစစ်မေးနေတယ်သို့တော်စစ်ဥပဒေများနဲ့အညီစနစ်တရားထိမ့်သိမ်းထားပါတယ်စစ်တောင်းမြဝမ်းစစ်စီလက်ပြဆောင်ရွက်လိုက်တဲ့အပေါ်မှာ တကူးကျိုးမှာတချုံးမှာတာဝန်ကြနေပါတယ်ဆိုတော့စစ်တီစစ်သားစစ်ဘူစစ်မှုတို့ရဲ့ဇနီးများသားသမီးများအမြန်ဖုန်းဆက်ပြီးမေးလိုက်ပါဘလူတွေတည်ပြီးဘလူတွေအရှင်မိသွားလဲဆိုနော်အေးရန်ကုန်မန္တလေးလမ်းအောင်ပေါ်ကမနေ့ကစကန်းနေရာ6ခုရဲ့နောက်ဆက်တွဲဒီနေ့လက်ပြတိုက်ခိုက်မှုတစ်ခုထပ်လုပ်ခဲ့ပါ စတုံးသေးပြီးတုံးအရှင်ရတယ်နော်ညောင်လေးနေကြောက်တကားတော်ဝိမာထဆွဲထားတဲ့ဖက်စစ်အကောင်50ဒီနေ့နေ့လေတနာယီမှဝင်တိုက်ပါတယ်နှစ်နာယီမှအပိတက်ပါတယ်နာယီကွက်ပဲတိုက်တယ်စတုံးသေးပါတယ်ဘယ်လိုတိုက်တာလဲတော်ဝင်တော်နော်ကြော်စွာစစ်စီရေးအဖြစ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဒီဟာ26 ကိုကဲမှုနဲ့တော်ကြီးကန်တက်ရင်နဲ့တော်ဝင်တောင်းတက်ရင်တို့ကလက်ပြဝင်ရောက်တိုက်ခိုက်ခဲ့ဖြစ်ပါတယ်။သူ့ရဲဘော်ကြော်စွာကိုဖက်စစ်တက်ကတက်ဖြတ်လိုက်တဲ့အတွက်ကြော်စွာစစ်စင်ရင်းနဲ့ကျောင်းမန္တလေးအမြလဟောင်းဘော်ကစစ်စခန်းတစ်ခုကိုရုတ်တရက်ဝင်တိုက်ပါတယ်။တော်ဝီကဆိုတော့ ဲ့လောက်နဲ့မတုံလုံးတော့ပါဘူးစစ်တကဘာမှမဖြစ်ဘူးဆိုရင်နောက်တစ်ခုထပ်ပြောပြမယ်ပန်းလူသွေးမင်းအောင်လားဘကိုတိုင်းဖြူတောင်ငူခရိုင်ဖြူကတရားယုံဇေယဝတီမြို့မှာရေစကန်ဘူရာယုံကိုဝင်တိုက်တယ်ဘူရာယုံကယထာလိုင်းကန်းကိုပါစစ်တကကောင်တွေရှိမရှိဝင်စစ်ခဲ့ပြီးရဲ့ကွာနော်ဇန်နာ25ရက်နေ့လေတနာယီမှာတိုက်တာနေ့လေတနာယီမှာတပိုင်နဲ့ထိုးစစ်ဘယ်နှခုရှိလာလဲလို့မမေးနဲ့ အဲ့တော့ဖြူပူရာယုံကိုဝင်ရောက်လက်တပြက်တိုက်ခတ်ပါတယ်ဖြူပူရာယုံမှာတတ်ဆွဲထားတဲ့စကားစတပွဲဝင်နေလေရောက်တယ်ပူရာယုံအပါဝင်နေရာ6ခု yes can တရားယုံပူရာယုံနောက်တဲ့3နေရာကတော့မပြောပြအလကားစာပြပြအဲ့တော့ဇယောဒီပူရာယုံမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဘကဘဖြုတ်ပကဘကဥဆောင်တိုက်ခိုက်တယ်တုံးတန်ရတယ်ကြံကောင်တွေကတော့ခွေးပြီးပြီးပါတယ်ပီဒီအက်တိုင်ပြီးမဲ့ကောင်တွေတန်းစီနေတာဘာလို့မသိဘူးတဲ့သိတယ်တိုက်ဖို့လာလိုက်ပြီလာခဲ့ပြီရန်ကုန်ကိုမျက်စပစ်လာတဲ့မျိုးပြထိုးစစ်များခြေလန်းကမနေ့က MDY PDF ရဲ့အထူးကွန်မန်ဒိုတင်နန်းစင်ပွဲ DBL ရဲ့တင်နန်းစင်ပွဲကြီး BBL ရဲ့တင်နန်းစင်ပွဲအပါအဝင် အညာတကြောကဘိုးဆွေရဲ့တက်ရဲ့တင်နှင်းစင်းပွဲကြီးလှိုင်းလိုက်ချားနေပါတယ်အဲ့တော့အုတ်ဖြက်မုံလန်းပေါ်မှာရှိတဲ့ဝဲကြီးအောက်ခုံကကင်းပတ်နေတဲ့ကောင်ကြီးဘလောက်မသာပေါ်လဲကွက်ကိုသိနေမယ်ဇယောက်ဒီဘူရာရောကောင်ကြီးဘလူခွေးပြပြရလဲကွက်ကိုဖုံးဆက်မီဖြူးမနဲ့တရားရုံးရှိရန်ကုန်မန္တလေးလမ်းပေါ်မှာကင်းပတ်နေတဲ့ကောင်ကြီးဖြတ်တိုက်မှုကြီးလုပ်တယ်ဇယောဒီတကြားဆက်မှာကင်းပုံးတွေအကုန်ရှင်းပါလေဇယောဒီရဲစခန်းကိုဂရုံးနဲ့ပုံချဲပါလေ ရှင်းနေမှာမြို့ရစီတို့ကြီးကပ်လာပြီဖြစ်တယ်လက်တပြက်တပြိုင်နဲ့ဘျူဟာမြောက်ထိုးစစ်ဆင်မှုတွေဟာဘန်းလူတွေနဲ့မင်းအောင်လိုက်တော်တော်အိမ်မဆိုးတည့်ရဖြစ်ပြီးပြင်းပြင်းမပြေးရင်လက်နက်ချဂျခိုင်ကြောက်ပြူအချိန်ကြီးကိုကြားချက်တိကျင်တာပြီလားဂျခိုင်ကြောက်ပြူကိုဆက်တက်လက်လွတ်ရတော့ ဂျကိုင်မီနဲ့အကြီးဆုံးဂျင်းနီမျိုးနွယ်မှုရှိရာဒေသဂျကိုင်ပြည်နဲ့အကြီးဆုံးရေဒါစခန်းကြီးရှိရာနေရာဂျကိုင်ပြည်နဲ့တက်ဗမာပြည်ရဲ့အကြီးဆုံးလို့ပြောလို့ရတယ်ဒါပေမဲ့အာရခတ်တတော်ရဲ့အတိုးဆုပ်အဖိအဖို့ဝိုင်းဝမ်းပိတ်ဆို့ညပူညပိတ်လက်တပြက်တမေဟောကြစစ်နေပျောက်ကြစစ်ရောထွေးပြီးတော့ တောင်မှနှစ်ဖက်ဖြန့်တိုက်လိုက်အလေကနွာလာဥတ္တပကဲ့သို့တရှိန်လိုထိုးဝင်လိုက်စွန်ရဲကဲ့သို့လက်တပြက်တောက်ပြီးဆွဲစားလိုက်နေကြောက်ဖြူမှာမျက်ဖြူလန်နေတဲ့စက္ကဆဖစစ်တကကောက်ပြီးမင်းတို့တရုတ်တီးကမင်းတို့အရင်ရောက်ကာဝဲတာမဟုတ်ရင်ခံပြစ်တဲ့ကောင်အရှင်မထားဘူးမတက်နိုင်ဘူးအဲ့တော့တရုတ်ပြည်သူသမ္မတနိုင်ငံကြီးခင်ဗျာကြောက်ဖြူမှာခင်ဗျားတို့လုံခြုံရေးဆိုပြီးပို့ထားတဲ့စစ်သားတွေကိုအမြန်ပြန်ခေါ်ရပါ မတော်တဆတနက်ရှိမောက်ရက်လည်းပြီးကြီးထွက်သွားရင်ကျုပ်ကတာဝန်ယူမည်မဟုတ်ဆစ်စီဧရိယာဖြစ်တတ်မှတ်ပြီးသားဖြစ်တဲ့အတွက်မသိငါရင်ပြစ်ခတ်ချိန်မုံပိုင်ခွင့်ရှိတော့နိုင်ငံကစစ်ဥတွေများရခမရတို့တရုတ်ပြည်သူတမနာနိုင်ငံကြီးကလည်းနားလည်လိမ့်မယ်ယူဆပါတယ်တကယ်ကြေကြတော့တရုတ်ဟာတကြံမြောက်ပါပဲအနည်းဆုံးပါကိုပြောချင်လဲဆိုရင်အမေရိကန်နဲ့ အီရန်အစ္စရေးစစ်ပွဲကိုကြီးချင်းအဖြစ်သူ့ရဲ့မဟာမိတ်အီရန်ကို B2 ဘုံကျဲလေရင်ရဲ့အီရန်ရဲ့လေပိုင်ရည်ဒီဝီဘုံကျဲတော့ဘာမှမလုပ်ရဲတဲ့တရုတ်မိတ်ဆွေကောင်ပီတာခဲ့ခြင်းမရှိပါအကျိုးစီးပွားအမျက်ထုတ်ပြီးစီးပွားရေးဈေးကွက်ချက်လူကချက်လူတာကလွှဲရင်တရုတ်ဟာဘဒုအပေါ်မှာစေတနာကောင်းတဲ့ဘယ်နိုင်ငံပေါ်မှာတကဘာလုံးစေတနာကောင်းတဲ့ ဆက်ဆံခဲ့တာထုံးစံရှိပါကျွန်တော်တို့မြန်မာပြည်ကတော့တရုတ်နဲ့အင်ဂျင်ဖြစ်နေရခြင်းဟာငရဲကြနေတယ်လို့ပဲလို့ပြောရင်မတော်ပြည်သူတွေရဲ့ဂုံယောင်ပြောင်စွာဆင်နွှဲနေတဲ့တော်လန်ရေးကိုတိုက်ရိုက်တော်လကောင်းတွယ်ဝိုက်ရတော်လကောင်း ထိပါနောက်ဆက်မယ်လို့စိတ်ကူးရှိတဲ့အင်ဒီဂျင်းနိုင်ငံတွေအတွက်ရလကဘာရီဖြစ်နေလဲဆိုတာတတိမိဖန်သိမှာကျွန်တော်နာမည်တက်ပြောဖို့မရှိနော်ဖေးဆိုနယ်လည်းလက်ဆွဲနှုတ်ဆက်ခဲ့တဲ့သူတွေဘာရီဖြစ်နေလဲဆိုတာတတိမိမှာသိမှာအင်ဒီဂျင်းနိုင်ငံတွေတဲမှာဘာရီဖြစ်နေ ဒီလိုအခြေအနေမှာအာဆီယံနဲ့တကွာကမ္ဘာကုလသမဂ္ဂလူချင်းမင်းနေကျွန်တော်ဗီဒီယိုကိုကြည့်တဲ့အထဲမှာဆိုရင်မြန်မာထိုင်းလန် USA အင်္ဂလန်အိုမန်မလေးရှားစင်ကာပူနိုင်ငံပေါင်းမြောက်များစွာကပြည်ပရောက်မြန်မာတွေအများဆုံးကြည့်ပါတယ်အဲ့ဒီဘာသာစကားကိုတက်ကြွန်းခဲ့တဲ့သူတွေကမင်းတို့ရဲ့နှီးစက်ရာတွေကိုပြောပြပေးပါငါတို့ မြန်မာနိုင်ငံထဲမှာတိုင်းသားလူမျိုးကြီး10မျိုးရှိ135မျိုးဆိုတာမင်းအွန်လိုင်းချင်းဟော sorry နေဝင်ချင်းအဲ့ဒါနောက်မှရှင်းမယ်ရှေလို့မပြောသေးဘူးရွယ်သူခြေယူ14လုံးဆိုတာလဲနေဝင်ချင်းကျွန်တော်တို့ကျွန်မတို့လုတ်ခဲ့တာလဲနေဝင်ချင်းလုတ်သားပြည်သူများဆိုတာလဲနေဝင်ချင်းဆန္ဒပြမယ်လို့မပြောရဘူးဆန္ဒထုတ်ဖော်မယ်လို့တောင်းခဲ့တာသိမ့်စိန်ချင်း ခြစ်တက်ကြမယ်ဟေ့ဆိုတဲ့နေရာမှာစီတန်းလဲ့လဲ့မလို့ခဲ့တာစစ်တက်ခြင်းဒီခြင်းนี่ကြောင့်နောက်မှတခန္ဓနာပြောပြအောင်မယ်စစ်တက်ကထဲတော်ခြင်းများခင်ဗျားတို့ခံနေရရလားဆိုတဲ့ခေါင်းစဉ်နေနေပေါ့အခုတော့ပြောပြပါဦးမယ်135မျိုးထားတာကချင်ကရားကရင်ချင်းမွန်ညမာရခိုင်ရှမ်းအဲ့ဒီထဲမှာမှာကရားဆိုတဲ့ဟာကခြင်းကရင်နီလို့ခေါ်ပါတယ်နော်ကရနီပီ ဲ့ဒီမှာမျိုးခွဲတွေပေါ့ဗျာတအောင်လို့တနုရောအများကြီးပဲအတိုင်းသားလူမျိုးပေါင်းတော့135မျိုးဆိုတာမဟုတ်ဘူးပင်မလူမျိုးကြီး10မျိုးအဲ့ဒီမှာဒေတာအလျောက်ကွဲရှမ်းမှာဆိုဘယ်နှမျိုးကရင်မှာဆိုဘယ်နှမျိုးဒေတာဟိုဒေတာအလျောက်စုဖွဲ့မှုတွေတော်တော်ရှိပြီးသားဒါပေမဲ့အဲ့ဒီဟာကိုမရှုပ်ရှုပ်အောင်နေဝင်းဟာ135မျိုးလို့ပေါ်ပြီးတော့အဲ့135မျိုးကိုပတ်ရှုပ်ခိုင်းတာ ဟိုကတိုင်းသားလူမျိုးကြီး၈ခုရှင်းရှင်းလင်းလင်းရှိနေတာကိုမရှုပ်ရှုပ်အောင်လုပ်တာဗျာတိုင်းသားချင်းချင်းအတွင်းပြိပခဖြစ်အောင်သွေးခွဲတာနောက်ထားလိုက်တော့ကချင်ကရကချင်ကရင်းီကရမုံမြမရခိုင်ရှမ်းဆိုတဲ့ပင်မတိုင်းသားလူမျိုးကြီး၈ခုဟာလက်ရှိစစ်ကောင်စီအကြမ်းဖက်တပ်ကိုဘုံရန်သူတရက်တပွေဝိုင်းဝန်းချီမုံတိုက်ခိုက်နေပါတယ်လို့ဒီဘက်ရောက်မြန်မာတွေကနှီးစရာတငယ်ချင်းတွေနှီးစရာသူတွေမှန်သမျှပြောပြပါ ဟဲ့နင်တို့ကဘလို့ဘာကြောင့်တိုက်နေတာလဲစစ်တပ်ကိုစစ်တပ်ကိုတိုက်တာအတိုင်းသားလူမျိုး10မျိုးအပါဝင်ပြည်သူတရလုံးကတိုက်နေတာပါဘာကြောင့်တိုက်တာလဲနံပါတ်1သူတို့ရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေတော်သူတို့မလိုက်နာပဲထင်ထိုင်းကျဲနေတယ်အနာသိနေလူလူကရွေးချယ်တင်မြောက်ထားတဲ့အစိုးရကိုဖန်ဆီးထောင်ချတယ်ဒီမိုကရေစီစနစ်စတင် ပြိုးထောင်နေချိန်မှာ အမြင့်ပြတ်တက်ပြတယ်တိုင်းပြည်ရဲ့အနာဂတ်လူတို့ရဲ့အနာဂတ်ကိုရိုက်ချိုးတယ်တိုင်းပြည်လုံးကစီးပွားရေးရင်းမြစ်အကုန်လုံးကိုစစ်တပ်ကလဝကြီးကိုကုန်သွေးစုပ်နေတယ်အဲ့ဒါဘယ်တော့ကလဲဥနေဝင်လက်ထက်ခဲကယနေ့အချိန်ထိဗမာပြည်မှာစီးပွားရေးလုပ်ငန်းမှန်သမျှချမ်းသာတဲ့ကောင်မှန်သမျှနှီးပါစစ်တပ်နဲ့မပတ်သက်လို့မရဘူးမပတ်သက်ဘာမှလုပ်မရဘူးရှင်းတယ်နော် အကြည့်ချမ်းသာနေပါတယ်ဆိုတဲ့လူအကုန်လုံးနေပါအနေဆုံးစမိုင်းကစားပြောမယ်အမေရိကန်ရောက်လေစစ်တပ်နဲ့မပတ်သက်ပဲအဲ့လောက်မချမ်းသာနော်ဇော်ဇော်ကစဇေကဘာကစကမောတာပံကအဆုတ်ဒုက္ခပြီးပေးနေတဲ့မြန်မာပြည်လူချမ်းသာများဖို့ပြည်သူလူထုကကြည်ကောင်းလို့ကြည်နေတာမဟုတ်ဘူးဆိုတာကိုလေတရင်စကားပါပြရပါ ငါတို့စစ်တပ်ကိုငါတို့တိုင်းပြည်လုံးကဝိုင်းပြီးတော့ချိန်မုံနေတာပါသူတို့ကလက်နက်နဲ့ငါတို့ကိုမယိုင်းတာလीသူတို့ကငါတို့ကိုလက်နက်နဲ့အနိုင်ကျင့်တတ်ဖြတ်တာဒါကြောင့်မို့ဒီစစ်တပ်မရှိတော့ဘဲနဲ့ငါတို့ပြည်သူလူထုကတင်ပြောက်တဲ့အစိုးရတရက်ဖြစ်လာအောင်ငါတို့ဝိုင်းကြိုးစားနေတာဒါမျိုးရှင်းပြပြောပြကြပါတကဘာလုံးမှာရောက်နေတဲ့မြန်မာအလုံးပေါင်းစုလိုက်ရင်15ခန်းလောက်ခံမှန်းရှိဘူးစောက်ရပါ စံငါးသန်းမှသည်တယောက်ချင်းသည်ပြောရင်စံငါးသန်းထပ်သိပါလေ။အဲ့စံငါးသန်းမှသည်နောက်ထပ်နှစ်ယောက်ကိုထပ်ပြောရင်55သန်းသိသွားပါလေ။အဲ့စံငါးသန်းပြီးပါရောက်မြန်မာစံငါးသန်းကလည်းနောက်ထပ်3ယောက်ကိုထပ်ပြောရင်တန်း60လောက်သိသွားပါလေ။၄ယောက်ဒီလိုနည်းနဲ့မြန်မာပြည်တော်လန်ရေးရပါကြောင်ဆင်နွှဲနေတယ်ဆိုတာကိုပြောပြကြပါရှင်းပြကြပါမဟုတ်တဲ့နေရာဒီမှာပွဲတွေတက်ပြီးပြုံးပြပျော်ပြနေမဲ့အစား တိတ်တိတ်လေးပဲကြစ်ပြီးနီးစက်ရသူတို့နိုင်ငံသားတယောက်ချင်းစီလောက်ကိုကော်ဖီတစ်ခွက်တိုက်ပြောပြရင်တကြောင်းလေးလောက်ပဲပြီးသွားရင်အများကြီးရှိပါတယ်နောက်တစ်ခုကကြောက်ဗီဒီယိုကိုကြည့်ရတဲ့မှာဆိုအမျိုးသမီးဒုတ်ကြီးဟာအများအပြားပေါ့ပါတယ်ကြည့်ရလို့အများဆုံးကအမျိုးသမီးဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအမျိုးသမီးရဲ့ဂုံယောင်ပြောင်မှုကိုကျွန်တော်တခန်းတနာထည့်ပြောပြရစီ လူတို့ဒေါ်မာလိုမျိုးသမီးခေါင်းဆောင်တွေတမိုင်းဆက်ဆက်မှာခန္ဓာကြည့်ကြကြတဲ့မျိုးသမီးညီမမျိုးသမီးတွေရဲ့တမိုင်းရာဇဝင်တွေတဲ့အခါမှာအနီးဆက်ဆုံးအမျိုးသမီးခေါင်းဆောင်တယောက်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ပမာလူမြောက်ရင်းနဲ့တိုင်းပြည်တော်လှန်ရေးမှာပါဝင်နေတဲ့လက်နက်ကင်တိုက်ပွဲဆင်နွှဲနေတဲ့အမျိုးသမီးငယ်တွေရှိနေတယ် လက်နက်ကင်တိုက်ပွဲမစင်ရွဲပဲနဲ့ရတဲ့နီးနဲ့စကားဆောင်ကိုအန်ချိတ်တော်လန်နေတဲ့မြို့ပြနေမြို့သမီးဒူကြီးလည်းရှိတယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်သိတယ်အဲ့တော့ဘယ်နှမနေတာလဲဆိုတော့မပြောပြအရန်သိချင်သွားတယ်ဗျာမြန်မာတပီလုံးမှရှိတယ်မြန်မာတပီလုံးရဲ့ဒေတာအနှံပြားကအမျိုးသမီးဒူကြီးဟာရတဲ့နီးနဲ့တော်လန်တိုက်ပွဲဝင်နေတယ်လို့လက်နက်ကင်တိုက်ပွဲမှာပါဝင်နေတဲ့အမျိုးသမီးဒူဟာ လက်ရှိ PLA တရက်ပြည်သူ့လွတ်မြောက်ရေးတရက်ထဲကျွန်တော်ပြောပြမယ်တက်တက်မှာ100ရှိရင်မျိုးသမီး20အနည်းဆုံးပါတယ်အဲ့ဒီမှာတက်ကလူចောင်းသူတွေပါတယ်လယ်သူမတွေပါတယ်မျိုးရကပညာတက်အမျိုးသမီးတွေပါတယ်အိမ်ရှင်မတွေပါတယ်စစ်တိုက်ချိန်မှာယောက်ျားတွေနဲ့တန်းသူစစ်တိုက်စစ်ပွဲမရှိချိန်မှာပြည်သူလူနဲ့အတူလယ်ကူထွန်းပြည်သူကိုစေးသွာကုပေးတယ် ပကလွဲတော့လက်ကဘာကိုကင်လုံမယ်ဆိုတော့ဆိုယူအတိုင်းညီမတော်လိုင်းရေးမှာပကလွဲတော့လက်တရားဒီတော်လိုင်းရေးကိုအဆုံးတက်ပေးနိုင်တဲ့အောင်ပွဲကိုရယူပေးနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ကိုမြတ်ကျော်ကအမျိုးသမီးတွေကြီးပဲပြောတော့အမျိုးသားတွေရောမပါဘူးလားဆိုတော့လူငယ်မျိုးဆက်တွေနောက်ဆုံးတော့လူငယ်မျိုးဆက် generation set ဲ့ဒီအရှိကဒေါ်ဦးဟာရှိသချင်းအရေးတော်ပုံကစပြီးဒီနေ့အချိန်ကြီးတော်လန်မျိုးဆက်တည်တည်လေးပါဝင်တိုက်ခိုက်နေကြတာညင်းလို့မှမရတာပြအဲ့တော့ဒီမျိုးဆက်မှာအမြင့်ဖြတ်ရမယ်ဖတ်စစ်တပ်ကိုနောက်မျိုးဆက်ကိုကျွန်တော်တို့မကူးစီရှင်တို့နော်အဲ့တော့ဒါဟုတ်ရှိသချင်းအရေးတော်ပုံမှာစဒီနေ့ထိနှစ်ပေါင်း30ကျော်40အတွင်းမှာစင်နေလာခဲ့တဲ့တော်လန်ရေး ကျွန်တော်တို့မျိုးဆက်မှာအဆုံးသတ်ဖြစ်နေပန်းလူသွင်းနေတဲ့မင်းအောင်လိုက်ထံပြောလိုတာကကြောက်ရတဲ့နှချာအကယ်၍များထပ်တိုက်နေမလို့စိတ်ကူးရင်ဆဲအုပ်စုတစ်ခုလုံးဘုံဘုံလေးပြူကျသွားတဲ့အဖြစ်ကိုရောက်ပါလိမ့်မယ်အကယ်၍ပြည်သူလူထုထံတော်လိုင်းတက်တွေထံလက်နှက်ချလိုက်ရင် အနည်းငယ်တက်တာပါလိမ့်မယ်လို့ပန်းတို့သွေးနေတဲ့မင်းအောင်လိုက်ကိုပြောရင်တချို့တချို့ကိစ္စတွေကြောင့်စိတ်ညစ်နေကြတယ်တော်လိုင်းကြီးတည့်ရဆိုတာလာရအောင်အောက်မှာပန်းခင်းလန်းရှောက်နေရတာမဟုတ်တာခက်ခဲတာတွေကဒုက္ခတွေကကျွန်တော်တို့ကိုစံတက်နေတာ ဒုက္ခဆိုတာနောက်တစ်ချိန်တော့ဟာတာဖြစ်သွားမှာကြံကြံကံယက်တီပြီးအပွဲကိုတူသွားကြမယ်အပွဲရရင်ဘိတ်ဆိုင်တူတယ်ဒီညတော့ဒီတော့ပါပဲအောင်ကျေးဇူးတင်ပါ